မကြည်ကဟိုဆွဲတော့မယ်ဆိုရင်သူ့မှာစီးရီးစီးကြလေးတွေလည်းရှိတယ်နော်ဆိုဘလို့လဲဆိုတော့ဟိုလွတ်လွတ်လပ်လပ်ဆွဲနိုင်တယ်ဆိုပြီးတော့သူ့ရဲ့စီးကြလေးနဲ့ဆွဲလိုက်တဲ့ခါကျရင်ကြည်ကြလေးကကြည့်လို့ပါတယ်နော်ဆိုတော့ဒီမှာသူကအဲထမအရင်တော့ဘာလေးသင်ထားလဲဆိုတော့အခုဟိုရှိတ်လေး line လေးသင်ထားတယ်နော် site လေးအဲ့ဒါလေးလည်းမူတည်ပြီးတော့ပုံလေးကဆွဲကြရအောင်နော်ဘာလေးလဲဆိုတော့ shape line 5ပေါ့နော် ဒီကိုသိရမယ်။ဒါလဲပုံလေးတွေဆွဲမှဆိုရင်ဘယ်ကနေလာလဲ။မာလားလေးတွေလာမယ်။ရှိတ်လေးတွေလာမယ်။ပြီးတော့ site လေးတွေ site ဆိုတာအရွယ်စားလေးပေါ့နော်။အဲ့ဒါတော့စာနှွေးတာ။စာနှွေးပြီးသွားပြီဆိုရင်ဒီမှာကိုကပုံလေးတွေဆွဲရမယ်ဆိုရင်ကိုရဲ့အဲပကြီးသားလေးပေါ့။အဲကိုကစာရွက်နေပါပဲဖြစ်ဖြစ်နော်ဒီနေ့စာရွက်နေမှာပဲဖြစ်ဖြစ်အော်ပိတ်စာပုံမှာပဲဖြစ်ဖြစ်ပမာပဲဖြစ်ဖြစ်တော့ဒီနေ့ရမှာဆွဲမယ်ဆွဲရမယ်ဆိုရင်ကိုကဒီမှာ ီကိုယ့်ရဲ့ဟိုမှာဆောင်ရွက်ပုံမှာဆိုရင်အခုခေါင်းလေးထပ်လိုက်ပါတော့ခေါင်းလေးတစ်ခုပေါ့အဲခေါင်းလေးတစ်ခုဘာလို့လဲဆိုတော့မဖောက်ဝါရအောင်လို့ဟုတ်တော့ဆိုရင်ဒီက composition ဒီနေ့ကတော့မနေ့ကပြောတဲ့ဟာကိုပဲပြန်ပြီးတော့ဆက်လိုက်တာပေါ့နော် တ်ပြီးတော့မှဒီမှာသူ့ရဲ့ဒီအတောင်လေးတွေဟောလုံးမှာဆိုရင်ဒီမှာဒီလိုလေးအအချောင်းလေးတွေကဒါကိုစိတ်တိုင်းကြထည့်လို့ရတယ်ဒီပုံလေးဆက်မယ်ဆိုတော့ကျင်းနှစ်သုံးဒီမှာဒီဒီလိုလေးအဆောင်လေးတိုင်းနဲ့ငင်းခွေးလေးတွေနဲ့လာလိုက်မယ်ပြီးတော့ဒီလိုမျိုးအဝိုက်လေးကြတော့ဒီကတည်းကလေဒါလေးကိုဒီလိုမျိုးလေးလာပြီးတော့ဒီလိုမျိုးလေးဒီလိုမျိုးအရင်မှာခြေလိုက်တာပဲ အဲ့ဒါဆိုရင်ဒါ wire လေးဖြစ်သွားတာပေါ့ဒီလေးဒါဒါကြီးကတုံးတုံးကြီးကြတော့ဆွဲပြရတာဟိုဘာဖြစ်လဲဟိုဟာနဲ့ဆွဲပြရမယ်နော်ခဲတာမျိုးနဲ့ဆွဲပြရမယ်ဟိုကဒီလိုမျိုးလေးလားဆိုဒီမှာလေးကြီးကအဲ့ဒါအဲ့ဒါချင်းလေးလားဒီမှာဒီအပြင်မှာကဒီမှာကိုယ်ဒီဘက်ကကွာကနှုတ်ဆွဲမယ်ဆိုရင်လည်းနည်းနည်းအတော့လေးတွေတင်းအောင်လေးတွေလုပ်လို့ရအောင်နော်ဒီမှာဆွဲလို့ရအောင်နော်ပြီးတော့ဒီမှာဒီနှုတ်သေးကဒီအောက်ပိုင်းကောက်ထားတာဒီလိုမျိုး ဘယ်လိုပရိကံလေးကောက်ထားတာနော်ကောက်ထားတယ်ဆိုတော့ဘဝဒီမှာဒါလေးကိုမျိုးလေးအပေါ်ကနေပြီးတော့မလိုတဲ့ဟာလေးတွေကိုကြောက်တော့လေပုံခဲပြင်းနဲ့ပြန်ဖြတ်မှာနော်ဘာဖြစ်လဲဆိုတော့ပုံအားလေးစေးလေးပါလေးချက်ပြီးတော့ချဲမယ်ဆိုရင်စေးမချဲဘဲနဲ့ဒီလိုအဖြူမဲလေးပဲထားမယ်ဆိုမှရတာပေါ့နော်စေးလေးပါလေးချဲမယ်ဆိုရင်သူကဒီပုံအောက်ပိုင်းကောက်ထားတဲ့ဟာကြီးအများကြီးနေမယ်ဆိုရင်စေးချဲတဲ့အချိန်မှာဒါကြီးကမဲမဲလေးမမတော့ဘူး မလို့လည်းဟာလို့လည်းဖြတ်ရုံနဲ့ဒီဟာလေးကိုလည်းချက်တယ်ဆိုရင်ဒီမှာဒီဘက်လေးတစ်ကောင်အလူလေးရှာပါဘူးဒီမှာဒါလေးကိုအသိနေကွာဘောင်းထူထူလေးခန့်တယ်ဆိုရင်ဒီမှာဘောင်းထူထူလေးလက်ပြန်ခတ်လိုက်မယ်နော်အော်သူ့ကိုဒီမှာဝမ်းဝမ်းလေးသူဒီလိုလေးလာလိုက်မယ်နော်ဒါဒီမှာချေဒါဒါလေးကမိုင်းလေးပူလာရအောင်ပြန်ထက်မှာနော်ဒီမှာစကားဥပါလေးကိုထည့်မယ် စကောက်ကနည်းနည်းသူနဲ့နည်းနည်းသေးတယ်စောက်လေးနည်းနည်းရယ်နည်းနည်းရယ်နားပါတယ်ပါပါတယ် ီနေ့သင်မဲ့သင်ငန်းစာလေးကဘာလဲဆိုတော့လေအာအင်္ဂလိပ်လိုပြောရင်တော့တချာပေါ့နော်အသားသဘောဓမ္မလိုပဲပြောလိုက်မယ်အသားသဘောပေါ့နော်အသားသဘောချာပေါ့နော်ဒီရဲ့စူလိုက်တချာအသားသဘောဘလို့အသားသဘောလဲဆိုတော့လေဒီမှာပတ်ဝန်းကျင်မှာကရှိတာလေပတ်ဝန်းကျင်မှာဘာလဲရှိလဲဆိုတော့ဒီပစ္စည်းတွေအကုန်ရှိတယ်ပစ္စည်းတွေဘာလဲဆိုတော့လူအသားဆိုတော့ဒီမှာအရာဝတ္ထုတွေဒီမှာဘလို့အရာဝတ္ထုတွေကျန်းလာလေးဒီမှာဒါဆိုချောတာ နော်ချောတာကျန်းတာမင်းညာပြောင်းတာလက်တာဒီမှာအော်မီးအောင်လေးဆိုရင်ပြောင်းတယ်ကြီးပန်းအိုးတွေပါတယ်ကြီးပန်းအိုးလေးတွေပြည့်ပြီးတယ်နော်အဲ့လိုမျိုးဆိုပြောင်းတယ်တွေ့ပန်းအိုးလေးတွေဆိုပြောင်းတယ်ပြီးတော့သစ်သားလေးတွေဆိုချောရှိရဲအကျန်းရှိရဲအုပ်လေးတွေပေါ့နော်အဲ့နေရာလေးတွေဆိုရှိရဲ အဲ့ဒါကိုကြောက်တယ်မှာအသားသဘောလို့ခေါ်တယ်ကိုပကြီးဆွဲတော့မယ်ဆိုရင်အဲ့ဒီအသားသဘောကသိရမယ်ဥပမာဆိုရင်ဒီမှာပန်းဟိုးလေးတအိုးဆိုရင် तू ကဒီမှာပျံပျံလက်လက်လေးဖြစ်နေရမယ် तू ကအဲ့ဒါကြီးကို तू ကဒီမှာကိုကိုဆွဲတယ်မှာအကြီးပန်းဟိုးဆိုရင်ကြီးရပျံပျံလေးပေါ့အဲ့ပေါ်မှာမှ तू ကကနုတ်လေးလေးထည့်မယ်ဆိုတော့ကနုတ်ကဖောင်းကြွလေးဖြစ်သွားပြီး 啊，汤团，汤团要直播？屁啊，你糕嘞，年糕嘞，年糕嘞也做个直播不？我嘛给我保姆前了天说，哎，年糕里要直播嘞，个干嘛要个直播不？你妈上班在家了，给我老李煮啊，他娘给你吃饺子呢。啊，看你那，看你那手艺，个，真叫辣辣的嘛，辣辣的。对对对，也做子包里的包啊，嘛，煮的那也多。对呀，你看这个，你屋内人过生日，来，哎，大娘，屋内人过生日，来送就是那多，屋内人。

ဂျိုင်းလေးပဲသွားရနော်ပြီးတော့မှကိုလိုတလိုပြန်ပြီးတော့တင်ပါဆိုတော့နော်ခဲဟိုနေရအဲ့အတုံးနေလုထားပြီးနေနော်ဒါကြတော့အခုကတော့ဒီဂျိုင်းလေးပဲဒီဂျိုင်းလေးပဲသွားပါဆိုတော့နော်တကားတော့မျိုးကိုသင်ထားတာပါလဲဆိုတော့ပုံတပုံဆွဲတော့မယ်ဆိုရင်သူ့ရဲ့ဒီမှာအောက်ပိုင်းကောက်လိုက်နေသူ့ရဲ့ပုံစံကိုအရင်ချလိုက်ကြနော်နော် shape ညီချလိုက်ကြနော်ဒီ point ကို shape မိသဘောပေါက်လားဘဝရည်လာမယ်နော်။ဘိုင်းညာမှာဘဝရည်လာမယ်။

တခုလို့နော်ဒီမှာတစ်ချက်နှဖုံးရဲ့ဒီပေါ်နားလေးမှာတစ်ချက်ဒီနားလေးမှာဒီပါသခင်လေးကိုတတ်မယ်ဒီနေ့ဝိုင်ဝိုင်လေးလေးရတယ်မိဘဝိုင်ဝိုင်လေးပဲလောက်ရ